ော့တဲ့ဟိုကားကမဖြစ်ရင်စိုက်ကားနဲ့လာပြီးတော့ဆော့တာเนาะစုမစုမစိုက်ကားနဲ့ဘယ်လိုလာလဲပြောပြလိုက်ပါဦးစိုက်ကားကြီးနဲ့ဘီဒီယိုကောခေါ်ပြီးတော့လာတယ်ကြည်လားအမရေးတဲ့ကားပါဖြစ်သွားလို့လည်းမသိဘူးအဲ့ဒါစိုက်ကားကြီးနဲ့လာတယ်အဲ့ဒါဘီဒီယိုကောခေါ်ပြီးတော့လာတယ်တင်းနဲ့9နာရီစမယ်သူက10နာရီခွဲမှအေးရဲထဲမှာပဲရှိတယ်ဖုန်းဆက်နေတော့ဒါပေမဲ့ရအောင်လာတယ်မရအောင်ထူးချွန်တင်တဲ့သူတွေအကြောင်း review လေးတစ်ဖြတ်ပေါ့ကားတွေရအောင်ပါပြီးတော့ရေချေရအောင်ပါယောဂဆော်တာလို့တောင်းတတ်တယ်နော်

် international ယောဂတွေလောက်တာပါအဲ့မှာစုမွန်တို့သူမေတို့ကလည်းအမစီမှာယောဂလေးကျင့်တဲ့သူတွေဆိုတော့တခါတည်းအဲ့လိုသူတို့လည်းလာပြီးတော့ join ပြရတာ international ယောဂတွေကတော့ဒီအိန္ဒိယနေစတာပေါ့နော်အဲဒီသူရ2015ကနေစပြီးတော့ဂျွန်လ22ရက်နေ့တိုင်းမှာကျင်းပခဲ့တာဒီနေ့ဆိုလို့ရှိရင်17နှစ်ရှိပြီ အဲ့တော့အမားတို့ကလည်းဒီမှာလည်းအမားတို့စီမှာလည်းယောဂကအဲကြဲကြဲပြင်းပြန်လုပ်နေကြပြီအကုန်လုံးကလေ့ကျင့်နေကြပြီအသက်ရွယ်မြွေလေ့ကျင့်နေကြပြီဆိုတော့အမားတို့ဒီယောဂ instructor တွေအကုန်လုံးကလည်းအဲသူ့နယ်ပယ်အလိုက်အတီတီအဲမြို့နယ်တိုင်းမှာဒါမျိုးလေးအဲ international yoga တွေကိုလုပ်ကြရတယ်ပေါ့နော်အကောင်းဆုံးချင်းတယ်အရန်တော်တယ်ဟိုကားကမဖြစ်ရင် စိုက်ကားနဲ့လာပြီးတော့ ဆော့တာเนาะစုမစုမစိုက်ကားနဲ့ဘယ်လိုလာလဲပြပြလိုက်ပါအောင်စိုက်ကားကြီးနဲ့ဗီဒီယိုကောခေါ်ပြီးတော့လာတယ်ကြည်လားအမရေးတဲ့ကားပါဖြစ်သွားလို့လည်းမသိဘူးအဲစိုက်ကားကြီးနဲ့လာတယ်အဲဗီဒီယိုကောခေါ်ပြီးတော့လာတယ်ဒါမဲ့စုမကိုဘွားကိုအေးချမ်းအောင်ပျော်ရွှင်အောင်အရန်နေတာဆိုတော့ကော်ဖီတောက်လည်းမပြတ်ဘူးကော်ဖီပူပူလေးတစ်ခွက်ကိုဖြော်ပြီးတော့အဲ့ဒီရာဒီဥတုကလည်းကောင်းတယ်ဆိုတော့လေ၃မိန့်စိုက်က၃မိန့်စိုက်ကစိုက်ကားပေါ့နော်စိုက်ကားစိုက်ကားထင်တယ်နော် ိုက်တွဲစိုက်တွဲအဲ့စိုက်တွဲပေါ်မှာလာတာလာတော့လေးလေးတဖြူးဖြူးနဲ့ကွာကားကြီးမောင်းနေဆိုတော့ကားထဲမှာလှောင်ပိတ်တော့လေးလေးကတိုက်ပြီးကော်ဖီလေးနဲ့မသိခရီးရဲသွားနေလို့ခံစားရတော့ပျော်ပြီးတော့အမောက်မလာနေပြီဆိုပြီးတော့စိုက်ကားပေါ်ကနေဗီဒီယိုခေါ်အဲ့ဒါအမနဲ့လုံးဝအမတ်တရပဲနော်ဆိုတော့အားလုံးကစိတ်ကလေးတွေကပို့ပြီးတော့ ယောဂတွေပုံမှန်စော့နေတဲ့လူတွေအကုန်လုံးရဲ့စိတ်ကအယမ်းကြည်နေတယ်စိတ်ညစ်စရာတွေစိတ်ထဲမှာကြာကြီးမထအောင်မသိနေလို့ဘယ်လိုဖုံးဆက်ပြီးပါနှိုးရတာဟုတ်တယ်ဒါတင်ဦးလားထပြီးထပြီးအမလာတော့လေဟုတ်ကဲ့တင်းနဲ့9နာရီစမယ်သူက10နာရီခွဲမှအဲ့ရထဲမှာပဲရှိသေးတယ်ဖုံးဆက်နေတော့ဒါပေမဲ့ရအောင်လာတယ်မရအောင်ထူးချွန်တင်တဲ့သူတွေအကြောင်း review လေးတစ်ဖြတ်ပေါ့ဟိုယောဂစော့ခဲ့လို့ဟုတ်တယ်ယောဂစော့ထားလို့တောင်းတတဲ့နာသူကအသက်ပုံမှန်အတောင်တောင်တက်သွားရဲဆိုလို့ရှိရင်မောတယ် မောတဲ့ခါမှာအသက်ရှူဖို့မေ့တယ်အဲ့ဒါပုံမောတယ်ယောဂမှာကြတော့အမတို့ကဘယ် pose ကိုပဲလုပ်လို့ဘာပဲလုပ်လို့ဝေအရှူသွင်းရှူထုတ်ပေါ်ဝင်လေထွက်လေကိုအများနဲ့သတိနဲ့ကတ်ခိုင်းတာတော့အဲ့ဟာကိုသတိထားပြီးရှူပြီးမှန်မှန်လေးတက်သွားရင်သူများမောတဲ့ချိန်မှာကိုမမောသေးဘူးအဲ့လို stamina အရန်ကောင်းနေရတာမဟုတ်ဘူး လူကောင်တိတိလေးတွေလည်းလုံနိုင်တယ်ဆိုတော့အဲ့ဒါအကြောင်းဖြစ်တယ်မမောဘူးပေါ့ balance ညီရပါတော့အဓိကယောဂရဲ့အခြေခံတဲ့မှာလဲ balance ပါတော့ခြေထောက်အတီတီ tree pose တွေပါလေလုပ်တဲ့အခါမှာခြေထောက်တစ်ဖက်နဲ့ထားဆိုအမဟုတ်တက်တဲ့အချိန်အကြောင်း mode ဆိုတော့နည်းနည်းချော်တယ်ပြီးတော့6020ပေးเนาะဆိုတော့အပေါ်ရောက်လေလေပုံမှတ်တယ်ပြီးတော့ပိုခက်ခဲတယ် ဒါပေမဲ့အဲ့ဒါကိုငယ်ချင်းနှစ်ယောက်တစ်ချက်မှမချော်ဘူးမချော်လဲဘူးရထိတ်ဆုံးပါပဲဟိုဖီးလ်မဖြစ်ပဲနဲ့ကောင်းကောင်းတက်ပြီးကောင်းကောင်းဆင်းနိုင်ခဲ့တယ်ဒါယောဂရဲ့ကျေးဇူးအများကြီးပါတယ်ဘယ်လန့်စီအရင်ရရဲချော်ွားရင်တော့မှအမြန်ပြန်ထိန်းလိုက်တာမျိုးတွေအဲ့လိုမျိုးဆိုတော့ဒါပုံမှန်လေ့ကျင့်ထားတဲ့အတွက်လို့ကွာယုံကြည်ရဲ့ပေါ့လေအရင်တော့အရင်တော့အဲ့လိုပေါ့တခုခုအဲ့လို adventure တခုလုပ်ချင်တယ်ဆိုလို့ရှိရင်သွားပြစ်တာများတယ်ဒါပေမဲ့အခုကကြတော့ မသွားပြဘူးသွားပြမယ်ဖြစ်တယ်အဆုံးလည်းနေသိမ့်မကောင်းဘူးမိုးတွေကလည်းရွာတော့တကယ်ချင်းတော့မသွားဘူးပါညာလုတ်လိုက်သေးတယ်ဒါပေမဲ့လည်းအဲရောက်သွားတယ်ပေါ့နော်တောင်ပေါ်တက်ခံနေထီလည်းတိတ်တော့မတက်ချင်သေးဘူးတောင်အလဲလောက်ရောက်တဲ့ချိန်မှာလည်းငါဘာဖြစ်လို့ဒီတောင်တက်လာမိတာလဲပေါ့နော်တောင်ပေါ်အပြစ်တင်မိသေးတယ်ကိုကဒါပေမဲ့အဲ့လိုအော်တောင်ထိတ်ရောက်ခန့်နေမှာလည်းလူ့အဆုံးမလမ်းမသေးတယ်တကယ်ချင်းနဲ့ထားခဲ့ရတကယ်ချင်းနဲ့မခေါ်ဘူးကိုကတော့ပြောက်တက်သွားတာပေါ့နော်အပွဲပွဲနေအဲ့လိုမျိုးရှိတာပေါ့အဲ့မှာတောင်ထိတ်ရောက်တော့လမ်းမတော့အဲ့ကြောက်တေကိုဟိုပါလဲ ပါလေ rock climbing လို့ပြောလို့ရတယ်သူကတောက်တုံးတွေကိုဆွဲပြီးတော့တက်ရတာလက်လက်မဝရပါတော့ဒါပေမဲ့ဘယ်လိုဖြစ်ရောက်သွားပါတယ်ပေါ့နော်အကုန်လုံးတော့လုံနိုင်ပါတယ်အမဆိုရင်ဟိုပါဒါမျိုး၁၀တောင်လောက်တော့တကယ်တက်နိုင်အောင်ပါတက်ပြမှာဟုတ်တကယ်တော့သူကကြတော့အမျိုးသမီးတွေကကြတော့အမတို့က grounding ပေါ့နော်ဒီအခြေခိုင်မှုလို့ရတယ်6တိရာနည်းနည်းအားနေတယ်လေအဲ့ယောဂလေးကျင့်တာကတော့သူကအဲဒီခန္ဓာကိုယ်အောက်ပိုင်းကလည်းတောက်တယ် ပြီးတော့လက်တွေလေလက်တွေခြောက်တွေကလည်းတန်နေအားရှိနေတာပေါ့သူတို့ကခန္ဓာကိုယ်တစ်ခုလုံးက energy ပြည့်နေတာအားပြည့်နေတာသူတို့ကအဲ့လိုမျိုးဖြစ်နေတာအဲ့တော့သူကနွဲ့ရင်တော့ပေါ့အဲ့လိုနွဲ့နွဲ့ပြေးတန်တာပြေးတန်တာနွဲ့တကယ်တော့အဲ့လိုဖြစ်သွားတာသူကပော့ပါပါเออยอกะเลจิเลจิเนี่ยจาลาตัวป่อบาวะไอ้တော့ဘလို့အားကစားအောင်မဆိုဘလို့ခက်ခဲတဲ့အရာအောင်မဆိုသူကအဲ့ဒါ base ပဲအခြေခံပဲယောဂကြတော့လေတခြားအားကစားတွေအားလုံးရဲ့အခြေခံပဲအဲပြီးတဲ့သူတွေရောအဲ့လိုမျိုးအကုန်လုံးကဒီယောဂတေချာလောက်ထားတဲ့သူတွေ ်ပြီးတော့လေအဲ့လိုမျိုးပြန်ပြီးတော့အဲ့လိုအကြောလျှော့တာအဲ့လိုမတိချဟိုပါ stretching တိချလှုပ်ထားတယ်အဲ့လိုမျိုးယောဂတိချလေ့ကျင့်ထားတယ်လူတွေဆိုလို့ရှိရင်ပို့ပြီးတော့လုံလိုက်ဆိုတာအပို့ပြီးတော့မြင်ကျွန်မဒီဘာရီလဲစော်နေကြအရင်ဟိုမောတာတော့မောတာပေါ့လေဒါပေမဲ့အဲ့အမောကိုခံနိုင်ရင်ရှိတယ်မင်းတို့နဲ့တူတူလိုက်တက်တဲ့ညီမလေးဆိုလို့ရှိရင်အသက်20ကျော်လေး24အရန်တော်အဲ့သူတို့နဲ့ချင်းကိုရအသက်ကြီးနေပြီကွာ တော့24စုံမော25ဆိုတော့တနည်းတော့တော့ပိုကြီးတယ်။အများကြီးပဲသူကခရီးစဉ်ဆိုတဲ့ page ရှိတယ်။အဲ့ page မှာ register လုပ်ပြီးတက်ရတာဆိုတော့မသိတဲ့လူတွေနဲ့ပဲအကုန်လုံးကကြောက်မှမသိကြဘူး။ဒါပေမဲ့အဲ့တောင်တန်းနဲ့တက်ရတဲ့ဟာရန်ကိုပျော်ဖို့ကောင်းတယ်။ဟာနော်။အယောက်20ဝန်းကျင်လောက်ရှိတဲ့ထဲမှာ main ကလေးက25ရောက်လောက်ပါဟုတ်ဘူးအဲ့လိုယောက်ျားလေး2ယောက်ပဲပါတာ2ယောက်ပဲပါတာကျန်တော့ main ကလေးတွေပဲအဲ့လိုမျိုးတက်နိုင်တာပေါ့နော်ဆိုတော့ ညောခတဲ့တဲ့ခါမှာခုနကပြောမေးရဆိုလို့ရှိရင် stability တို့ balancing တို့ကပိုကောင်းတာလို့ကိုယ်ကိုခံစားရတာကွာအဲ့လိုတချို့နေရာဆိုချော်တယ်တချို့နေရာဆိုနည်းနည်းမြင့်တယ်တချို့နေရာဆိုကျိုးနေနဲ့ဆွဲပြီးတက်ရတယ်အပိုင်းဆိုပုံမှန်ဆိုရင်တော့တိတ်ပြီးတော့ဟိုရာသီဥတုကောင်းနေတိတ်မတိတာပဲမဲ့မိုးတအားရွာထားတဲ့အချိန်ကြောင့်တန်းနေရာနည်းနည်းချော်နေရတာပဲရှိတော့အဆင်ပြေခဲ့တယ်ပေါ့လေအောင်မြင်ခဲ့တာ တုံးကြချော်တခါမှမချော်ကြထူးထူးဆန်းဆန်းပဲတော့မှာနော်အမတပည့်မို့လို့မချော်ကြပြီးတော့ပြောပြအောင်မယ်ခုမင်းနဲ့ခုမင်းရဲ့စုမဝင်ဝင်ရ300 surfing လောက်တုံးကလေအဲ့လိုပဲ ဆက်ဖင်အိမ်ငွေဆောင်မှာဆက်ဖင်သွားလောက်ကြတော့မှလည်းအဲ့လိုအပျော်ပေါ့ကိုရီတစ်ခါမှအတွေ့အကြုံမရှိဘူးလောက်ကူးကျင်လို့အဲ့လို client client ပေါ့ပါဟုတ်အဲ့ပုတ်ပြားပေါ့ပါနော် balance တစ်ခါတည်းလို့လောက်ရမလွယ်ဘူးမလွယ်ဘူးအဲ့လိုတော့တော့လုံးနိုင်ကဲလန့်စတိန်နိုင်မလွယ်ဘူးအဲ့လို surfing try မယ်ဆိုတော့တကယ်သွား try မှုရတကယ်ညံ့ပြောရပါတော့ရန်ခတ်တယ်ရန်ခတ်တယ်မရလောက်ဘူးနင်း training သုံးနေလောက်လုံးမရမယ်ပြောရဒါပေမဲ့လည်းတတိယဆန်ဆန်ဟိုတတိယဆန်မဟုတ် balance ကအဆင်ပြေတော့ရွာ အဲ့ကြောင့်အားလုံးယောဂစောကြပါလို့အစစအရာစိတ်ပိုင်းဆိုင်ရာလည်းကောင်းတယ်ဒီရုပ်ပိုင်းဆိုင်ရာလည်းကောင်းတယ်တောင်းလဲတက်နိုင်ပါမယ်မတော်အမျိုးသမီးတွေက40နာနီးလာပြီဆိုလို့ရှင်သူကဟော်မုန်းအပြောင်းလဲတွေဖြစ်တယ်ဟုတ်ကဲ့เนาะမ40နာအော်မီးတဲ့ဦးလေးမီးတဲ့ဦးနားအဲ့လို20နာလောက်ဆိုရင်နီးမယ်လေရောက်တော့အဲ့တော့ဒါကျူပြောပြတာအဲ့လိုမျိုးဆိုယောဂအခုတည်းကလေ့ကျင့်တာရယ်ပိုကောင်းတယ်ပေါ့เนาะဟုတ်ကဲ့ငယ်သေးတယ်ခလေးကငယ်သေးတယ်ဆိုတော့ မဒီ information လေးတစ်ခုပေးချင်တာအသက်အရွယ်မရွေးဒီကလေးလေးကနေစပြီးတော့အသက်ကြီးတဲ့လူတွေအထိပေါ့နော်80အဲ့လိုမျိုးနောက်ပိုင်းတွေအထိယောဂလေ့ကျင့်လို့ရပါတယ်အဲမလုပ်ဘူးသိဆိုလို့ရှင်စပြီးတော့လေ့ကျင့်ပါလို့ပြောဆိုတယ်အမားတို့အဲပျော်စရာလဲကောင်းတယ်အဲကြမ်းလဲကြမ်းပါတယ်ပေါ့နော်အဲဒီ ဟာကျမ်းမာတဲ့ healthy lifestyle လေးကိုအဲ့လိုမျိုးလေးပြောင်းပြီးတော့စပြီးတော့ပြောင်းကြည့်ကြပါလို့ပြောချင်ပါတယ်။အမတို့လည်းဒီဒီမှာအဲဒီတိုင်းသားမှာပေါ့နော်။အဲနောက်ပိုင်းဆိုလို့ရှိရင်ဒီအမတို့က target ထားတာတော့ဒီအမျိုးသမီးတက်လက်ပိုင်းလေးကို target ထားတာပေါ့နော်။သူတို့အတွက်ယောဂလေးကျင့်စဉ်နေရယ်ပြီးတော့အစားအသောက်ပေါ့နော် healthy food လေးတွေအမတို့ကနောက်ပိုင်းစီစဉ်မှုရှိရယ်။အားလေးရှိရဲ့ဒီဒီမှာလဲဒီတိုင်းသား restaurant မှာလဲလာပြီးတော့ယောဂလေးကျင့်လို့ရပါတယ်လို့ အပတ်စဉ်ရှိရဟုတ်တယ်စန်တီတရက်မှာအဲဒီမှာမနေ့ခွန်ရှိကနေပြီးတော့ရှိတယ်စွမ်းမွန်တို့ပြုတ်မေတို့လည်းနောက်ပိုင်းနေလေလာအတူ join မှာပေါ့နော်ဒီမှာဒီကအမကြီးလည်းအများကြီးပဲဒီကပျော်စရာကြီးအဲလာပြီးတော့ join လို့ရပါတယ်လို့အဲ diet ရဲ့ food မဟုတ်ဘဲနဲ့အမတို့က healthy food ပေါ့နော်နောက်ပိုင်းအဲ့လိုမျိုးလေးတွေလည်းစီစဉ်ဖို့ရှိရတာရှိရ healthy food ဟုတ်တယ်ကျမ်းမာဖို့အဓိကအဲ့ဒီ join မှာဆိုလို့ရှိရင်အရင်ပိန်ဖို့တဲ့ကျမ်းမာပြီးတော့ ့နေကောင်းဖို့ပေါ့အဲ့ဒါကိုရည်ရွယ်ပြီးတော့အမတို့ကလုပ်ဖို့စဉ်းစားချင်။လူကြီးကတော့မကန့်သက်ဘူးအခုအခုလောလောဆယ်တော့20အစိမ့်လောက်တော့ရှိရအမတို့ကခန်းကျင်ခုနညီမလေးတို့လည်းသိရဆိုတော့လူကြီးကအဲ့50လေးလောက်ကြီးကိုအများကြီးဆန့်တယ်ဒီနေ့ဆိုတော့တော်တော်များတယ်နော်ဟုတ်တယ်ဒီနေ့ဒီနေ့ဆိုတော့တော်တော်များသွားတာပြည့်ရှံစုံမွန်အောင်မတကယ်တော့စုံမွန်ရင်ထိုင်ရဟိုယောဂလုပ်ရမယ့်နေရာကအဲ့နေရာမဟုတ်အဲ့ဒါဆီယာမနေရာအဲ့နေရာပြည့်သွားလို့ဆိုတော့ဆီယာမနေရာပြောက်သွားဆီယာမနေရာကိုကိုယူပလိုက်တယ် ် assistant လေးဆိုမှနောက်ပိုင်းကျလို့ရှိရင်လုပ်တော့မှာပါအဲထိုင်တဲ့တော့ဟိုဝေးနေတာပါတောင်းမှာမဟုတ်စိုက်ကားနဲ့စိုက်ကားနဲ့ကျေးဇူးများကြီးတင်ပါတယ်